မင်္ဂလာပါဒီနေ့ဗီဒီယိုလေးကကျွန်တော်ရဲ့ဆိုင်ကဘယ်မှာရှိတာတုန်းနဲ့ပျော်ဝဲဟအတိတွေပေါ့နော်တော်တော်များများကအာဆိုင်ကပိတ်ပြီးတော့မီနီမက်ဖွင့်လိုက်တာလားပြောကြတဲ့သူတွေအတွက်ဗီဒီယိုလုတ်ပေးထားတာဖြစ်ပါတယ်အဲကျွန်တော်တို့ကိုပျော်ဝဲနေအနေနဲ့အရေးဆုံးပြောရရင်အဲကျွန်တော်က2006မှာပျော်ဝဲ KMD Accredited Center ပေါ့နော်ကွန်ပျူတာသင်တန်းစာဖွင့်တာဖြစ်တဲ့အတွက်ပျော်ဝဲမှာတော့ကျွန်တော်တို့ KMD ပျော်ဝဲဆိုပြီးတော့တော်တော်များတယ်အဲတိလာများတယ်ပေါ့နော်အဲဖုန်းတွေရောင်းတယ်ကွန်ပျူတာသင်တန်းရှိရဆိုပြီးတော့တိကြတယ် နေဝေးတော်တော်များများကတော့ကျွန်တော်တို့စရွန်းနဲ့နာမည်ဖြစ်တဲ့ Z ဆိုတဲ့ name နဲ့တိတာများတယ်အခုကျွန်တော်တို့2025မှာကျွန်တော် VU တခုလဲတင်မှုပါတယ်အဲကျွန်တော်တို့ဖုန်းဆိုင်လဲဖြုတ်လိုက်တာမဟုတ်ဘူးကွန်ပျူတာသင်တန်းတွေလဲပိတ်လိုက်တာမဟုတ်ပါဘူးအကုန်လုံးရှိပါသေးတယ်ဆိုင်ရဲ့ရှိတဲ့တဲ့မှာ minimum ဖွင့်လိုက်တာဖြစ်ပါတယ်ဒီရန်ကုန်ဘက်ကနေပြီး တော့ပြောဝဲလာမယ်ဟိတ်ဆိုရင်လမ်းရဲ့ကျွန်တော်ဘယ်ဘက်ချမ်းပေါ့နော်အာဒါမှမဟုတ်မနလေးဘက်ကနေပြီးတော့ပြောဝဲလာမယ်ဟိတ်ဆိုရင်လမ်းရဲ့ ညဘက်ချန်ရန်ကုန်မန္တလေး main land ပေါ်မှာပုံမှန်တိုင်းအားလုံးကိုဖွင့်လက်ရောင်းချနေပါတယ်။ဆိုင်ကလည်းပျော်ဝင်မှာပဲရှိပါတယ်။ဆိုင်ကွဲလည်းမရှိပါဘူး။အာကျွန်တော်တို့ပုံမှန်ရှင်းပြတဲ့စာ25 30ပတ်ချလေမှာတော့ minimum ဖွင့်ထားတယ်ပေါ့နော်။ minimum ဆိုတာတဲ့ဆိုင် GNG တို့ပုံစံတူတဲ့အမုံမျိုးစုံရဲ့တောက်လို့ရတဲ့အရင်မျိုးစုံဟိုရောင်းချတဲ့ဆိုင်လေးအဲဒီနှစ်ထဲမှာအလုပ်ငန်းထက်တိုးချဲ့ထားတာပေါ့။ပုံမှန်တိုင်း ဇက်မိုဘိုင်းကလည်းရှိပါတယ်ဇက်မိုဘိုင်းကနောက်ထဲမှာကျွန်တော်တို့ accessory တွေဖုန်းတွေအားလုံးကိုစိတ်တိုင်းကျဝယ်ယူလို့ရနိုင်တယ်လို့ဖုန်းဝင်မဲ့သူတွေအတွက်လည်း lobby run ထားတာဖြစ်တဲ့အတွက်တော့ AAC ထိုင်ဝယ်လို့ရပါတယ်ပုံမှန်တိုင်းမှာပဲနောက်ကျွန်တော်တို့ပုံမှန် computer သင်တန်းတက်ချင်တဲ့သူတွေအတွက်လည်း KMD computer center ကကျွန်တော်တို့ရဲ့နေရာတစ်ခုထဲမှာပဲလောက်၃မျိုးလုံးကိုတနေရာထဲမှာပဲဆောင်ရွက်ပေးနေတာဖြစ်ပါတယ်ဒါလေးသိအောင်လို့ video လေးတင်ပေးလိုက်တာပါအားလုံး ပိုင်းပိုင်းပါခဏလေးပါပြောဖို့မိနေတာတခုရှိပါသေးတယ်ကျွန်တော်တို့ Facebook မှာကျွန်တော်တို့တင်တဲ့ဗီဒီယိုတွေနဲ့ပတ်သက်ပြီး running page က၃ခုရှိပါတယ်ပုံမှန်တိုင်း Z Mobile Shop ပေါ့ပစ္စည်းဝယ်ခြင်းနဲ့ပါညာဆိုရင် Z Mobile Shop ကဝယ်လို့ရတယ်ဒါပေမဲ့ကျွန်တော်တို့ဗီဒီယိုတွေတီးတဲ့ကြည့်ဖို့အတွက်အဲ page နှစ်ခုဖွင့်ထားတာရှိပါသေးတယ် Z Embossing ရယ် Z Flat ရယ်ဆိုပြီးတော့ကျွန်တော်တို့အရင်တော့ရောဗီဒီယိုပြိုင်သူတင်ပေမဲ့အခုနောက်ပိုင်းမှာတော့ YouTube link တွေပဲတော်တော်ချပေးတယ်အဲ့ဒီ page နှစ်ခုပေါ့အထူးသဖြင့် Z Embossing နဲ့ Z Flat မှာတော့ကျွန်တော်တို့ Messenger လုံးဝမဖြေတာဖြစ်တဲ့အတွက်အဲ့ဒီမှာမိမျက်နှာကိုမဖြေတာမှာစိတ်ကွက်ခြင်းမရှိပါနဲ့ဖုန်းဝယ်ခြင်းနာမုတ်ဝယ်ခြင်းနာတင်တယ်နဲ့ပတ်သက်ပြီးစုံစမ်းခြင်းနာတွေအားလုံးကတော့ကျွန်တော်တို့ Z Mobile Shop မှာသွားရောက်စုံစမ်းမိမျက်လိုက်တာတော့အမြန်ဆုံး အဆင်ပြေမယ်လို့ပြောရင်းနဲ့တကယ်ပြီးပါပြီ